ပြီးသတိရှိကိုပြန်လာတဲ့အခါမှာပြီးသတိမချစ်မှာတော့စိတ်ပူမိပါရဲ့ Hello Hello အန်ဘောက်ဆင်းလုပ်မယ်ရှင်အမ်ကလေးတွေအများကြီးယူထိမ့်မှာနော်ကိုကိုလေးလည်းကလေးပဲဟာအဲ့ဒါလေမပြောပြဘူးလေပြိတ္တကဟိုးပေါ့ဝါပေါ့အဲ့လိုချင်အောင်လုပ်မှာပေါ့မီဒီယာရှိမှဖြေခဲ့ပြီးတော့ လွဲချော်သွားတဲ့ကိစ္စတွေသိရမလားပြီးရင်တက်ကလက်ညှိုးထိုးပြီးခဏခဏ comment ပြန်ပေးရတဲ့အဖြစ်အပျက်မျိုးတွေကိုရှေ့ရဲ့ senior တွေမှလည်းအများကြီးဖြစ်ခဲ့ပြီးပြီအဲအဲ့တော့ကိုကဘယ်ရမှာစကားမကြွတာပါ့မလဲနှလုံးသားတစ်ခုလုံးကိုဟိုတိတ်ကြုံဆွဲဆွဲယူသွားနိုင်တာကဝတ္ထုတွေမှာဆိုရင်ညာလေးနဲ့ကရတာပေါ့နော် အဒီအခြေဆုံးသူရဲ့ထုတ်ပတိဆိုတဲ့ဇာတ်လေးကတော့နန်ကြတိုင်းဝတ္ထုပေါ့နော်ဆရာဦးတက်လွင်ကနေပြီးရိုက်ထားတာပါအမဒီဖုန်းမှာဒါမုံရဲ့အာဇာတ်ကားတွေမလွင့်ဖြစ်တာအကြာကြီးတွေမှဟိုပြန်ပြီးတော့ခန့်ပတ်လာတဲ့ကားလေးပေါ့နော်ဟုတ်ဟိုညို့ငါတွေ့တာတယ်တန်ဝန်တွေရှိရဲဆိုတာလေမောင်နှမလိုတငငချင်းလိုဆိုတာဒါမပို့ဘူးအာဒီစကားရိုက်ဖို့ကလန်းမခံရခင်ကလေးကမောကဒီဝိတုရဲ့ fan ပေါ့နော်အဲ့ခါကျတော့ဟိုဒီဒီစောက်ကိုဖတ်ပြီးတော့စောက်ကဟို တိတိပပလေးပဲဒါမဲ့ဟိုစာဖတ်တဲ့ပေးသက်ရဲ့ရင်ကိုအရန်ကိုဟိုအများကြီးရင်ထဲမှာကြံအောင်အရန်ကိုကိုင်လုံးနိုင်တဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဝတ္ထုကိုကိုကရရမယ်လို့သိရတဲ့အချိန်မှာအရန်အံ့ဩပါဟဲ့ဟုတ်လားအဲ့ဝတ္ထုအရန်ကြိုက်တာပေါ့အဲ့အဲ့လိုမျိုးနဲ့စပြီးတော့ဟိုနောက်တစ်ချိန်ဒီဝတ္ထုကိုပြန်ဖတ်တဲ့အချိန်မှာတော့မတူတော့ဘူးကိုတာဝန်ယူရမယ့်ဆက်ကောင်ကိုရိုက်ကူးရမယ့်ဇက်ဝင်ခန်းတွေအတွက်တေးချာချာလေးအဲ့လိုအလေးထားပြီးတော့ဖတ်ပြီးတော့ပြင်ဆင်ခဲ့ရတာပေါ့ အာဒီဇဂိုင်းမှာမောင်ကနိုဝင်ဘာနေ့ကနေပြီးတော့တရုတ်ဆောင်ထားတာပါအာစေးကျောင်းသူလေးပေါ့ဒီတောင်ကြီးစေးတက်သူတွေစေးကျောင်းသူလေးနေရာနေတရုတ်ဆောင်ထားတာပါအဲ့ကောင်ဘသူလဲငါ့ရသဘောတူထားယူပါနင်ပါလုံးလို့လည်းပြောဟုတ်ဒါကတော့အကုန်လုံးကတော့ဇက်ကောင်အရာပေါ့နော်ဟိုဒီဇက်ကြီးကိုတရုတ်ပေါ်သွားအောင်ပြီးတဲ့တည်းကလည်းဒီဟိုဘယ်လိုမလဲကာရက်တာတစ်ခုချင်းတစ်ခုချင်းဒီကိုတည်တည်ချာချာလေးခန်းစားနိုင်အောင်လို့ဟိုဟိုတည်တည်ချာချာလေးခန်းစားနိုင်အောင်တည်တည်ချာချာလေး ပို့ပြီးတော့တိတိမိမိလေးဖြစ်သွားအောင်ပေါ့အဲ့လိုတရုပ်ဆောင်ရတဲ့အပိုင်းလေးရောရှိရပါတော့။ဒါပေမဲ့အဟိုဇက်ကောင်ရတရုပ်ဆောင်ရတာပါအဲ့လိုမမုန်းပါနဲ့လို့။ဟဲ့မဟုတ်ဘူးလုံးဝမချစ်တတ်တဲ့ကောင်ပါလေ။အော်။အာနိုင်ငံရေးနော်စကားရေးရုပ်တယ်။ ချစ်ဆိုတာကိုဘာမှမသိရဲ့အဲ့လိုအဲ့လိုနိုဝင်ဘာပေါ့နော်အချစ်ဆိုတာကိုဘာမှမသိဘူးအာချစ်တယ်ချစ်သူဒီလိုရီးစားတနာဆိုတာကိုတိတ်ပြီးတော့နားမလည်ဘူးဟိုအချစ်ဆိုတာကိုတေချာမခံစားတတ်တဲ့သူနေရနေလို့တိရစ္ဆာန်ထားပါဘူးအဲ့လိုပြည့်တဲ့ရှိကိုပြန်လာတဲ့အခါမှာပြည့်တဲ့မချစ်မှာတော့စိတ်ပူမိပါရဲ့အာဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ ဇယုတ်တီကောင်းတီဖြစ်စေဆိုးတီဖြစ်စေအယူမဖြစ်စေအာတည်မလားသူဖုံးစားဖြစ်ပါစေအာဗလိန်ဖြစ်ပါစေအာမင်းသမီးဗန်းနူသေးလေးဖြစ်နေပါစေဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်ပုံမှာတက်စာရှိသွားတယ်တရုတ်ဆောင်ထားတဲ့အတွက်ကြောင့်ပြည်သက်ကကျင်းနဲ့လက်ခံမယ်လို့ပြောလင့်ထားပါတယ်ဟုတ်ဟုတ်ချစ်ချင်းချစ်ကြမှာပေါ့မပြောပြဘူးလေအာမပြောပြဘူးဒါမဲ့အကုန်လုံးတော့ဝိုင်းစင်နေကြတာပဲ။ဒီမှာလို့ဝါစကားထဲမှာပြောတာပါ။ အဒီအဓိကတော့ဘယ်လိုပြောရမလဲဟိုကိုနဲ့ကိုက်နေတဲ့ဇကားတွေလည်းကန်လန်းတဲ့သူတွေကမကန်လန်းလာဘူးပြီးတော့ဟိုကန်လန်းတဲ့ဇကားတွေမှာလည်းကိုကရိုက်ဖို့အတွက်ဟိုစဉ်းစားရတာညီအများကြီးရှိရယ်ဘာလို့လဲဆိုတော့ကိုက၁၂နဲ့၃နှစ်လောက်ဒီလိုမျိုး league pro နေရာနေပြီးတော့ရိုက်ထားတယ်အဲ့လိုအချိန်မှာအများကြီးစဉ်းစားရရယ်ပေါ့နော်ဟိုငါဘယ်လို ကားရဲ့မြန်မြန်လေးရိုက်လိုက်ချင်တာလားဒါမှမဟုတ်ငါဘလို့ပဲရိုက်ရိုက်ဟိုငါရဲ့တန်းလေးတစ်ခုကိုထိန်းထားပြီးတော့ရိုက်မှာလားဟိုအဲ့လိုမျိုးတွေအများကြီးစဉ်းစားနေရတဲ့အတွက်ကြောင့်ပေးသက်စီကိုလည်းမရောက်လာနိုင်ဘူးပေါ့နော်မီဒီယာရှိမှလည်းမပေါ်လာနိုင်ဘူးအဲ့တော့ကိုပြန်လာမဲ့ဇာတ်ကားကလည်းဘလို့ဇာတ်ကားမျိုးနဲ့ကိုပြန်ပေါ်လာမှာလည်းအဲ့လိုမျိုးတွေလည်းစဉ်းစားရသေးရပေါ့ဟုတ်အဲ့ဒါကြောင့်ကိုယ်ကစဉ်းစားရတာကဘလို့ဘလို့ဇာတ်ထလာခဲ့လဲဆိုတော့အခုဒါပေးသက်ကြည့်ရတော့မှာပဲဟာမောင်ရင်ခန့်ဘက်ကဘလို့လဲပေါ့ဒါပေးသက်ကြည့်အောင်ဆုံးဖြတ်ပြီးတော့မှာပါဟုတ် လလောဆယ်ပေါ့နော်ဇကာမရိုက်နေတဲ့အချိန်မှာအဓိကစီးပွားရေးကိုစောက်ချပြီးတော့တောက်လျှောက်လုပ်နေခဲ့တဲ့အတွက်ကြောင့်ဟိုရန်ကုန်မှာဆိုဘယ်သူမှမတွေ့ရဘူးသိရမလားဟိုဇကာကတော့ပဲရှိမှာပဲပြန်လာရတာအခါကျရင်အကုန်လုံးမြေဟဲ့ဘယ်ဘယ်ရောက်နေရလဲအဓိကစီးပွားရေးအဲလှုပ်ဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့အခုကအသက်အွယ်တစ်ခုကိုရနေပြီအဲ့အွယ်ရနေတဲ့အချိန်မှာဒီအမှုပညာအလုပ်ကိုကိုကဝါသနာပါလို့လုပ်ပေမဲ့လေဘဝရဲ့အမှတ်ခံချက်ရှိဖို့အတွက်စီးပွားရေးကလိုပဲ ။ဟိုကဲဟိုဘယ်ရမှမမြင်ဘူးဆိုပေမဲ့လေဟိုကိုရှိနေတဲ့ကိုနေထိုင်နေတဲ့တရက်တရက်စင်းဒီမှာတော့ပြည်စုံလုံလောက်ဖို့တော့လိုတယ်လေ။အဲ့အတွက်ကြောင့်စီးပွားရေးကိုအတိအကျအစောက်ချပြီးလုပ်မရပါဘူး။အဲ့အဲ့တော့ဒီလိုပါပဲအရာကန်တရားပေါ့ဟုတ်တယ် အပျော်စရာကြီးပေါ့ဟုတ်တယ်အမ်ကလေးတွေအများကြီးကိုထိမ့်မှာနော်ဘူကိုလည်းလေကလေးပဲဟာအဲ့တော့ကိုသားကလာဆောင်ရလို့ကြီးရအောင်ပါအဲ့ဒါလေမပြောပြဘူးလေပြိတ္တကဟိုးပေါ့ဝါပေါ့အဲ့လိုကြည့်အောင်လုပ်မှာပေါ့မဟုတ်အရာတိုင်းကဘယ်လိုမလဲဟို ဟိုမပြီးခင်ဘယ်သူမှမမြင်တာမလုတ်ခင်ဘယ်သူမှမမြင်တာမသိတာအကောင်းဆုံးပဲဘာလို့လဲဆိုတော့အရာတန်းကမှန်းတော့လို့ဖြစ်မလာဘဲနဲ့မီဒီယာရှေ့မှာဖြေခဲ့ပြီးတော့လွဲချော်သွားတဲ့ကိစ္စတွေသိရမလားပြည်သက်ကလက်ညှိုးထိုးပြီးခဏခဏကွန်မန့်ပြန်ပေးရတဲ့အဖြစ်အပျက်မျိုးတွေကိုရှေ့ရဲ့စီနီယာတွေမှာလည်းအများကြီးဖြစ်ခဲ့ပြီးပြီအာအဲ့တော့ကိုကဘယ်ရမှာစကားမကြွတာကောင်းတယ်ဘာလို့လဲဆိုတော့ဟိုအရာတန်းဖြစ်လာပြီးတော့မှအော်ဒီလိုလေးလားအော်ဟိုလိုလားဖြစ်သွားတာပဲကောင်းပါဘာသင်ငန်းသားရင် ခဲ့တယ်။အဲ့လိုတော့လည်းမဟုတ်ပါဘူး။အသက်က33နှစ်ရှိပြီလေ33နှစ်နဲ့ထိုက်တန်တဲ့အာတည်ငြိမ်မှုရင်ကျက်မှုကတော့ရှိရတော့မှာပေါ့။ငငယ်တုန်းကလိုမျိုးအသက်20ကျော်အရွယ်မှာဟိုဖြေခဲ့တဲ့လိုမျိုးတွေပြောခဲ့တဲ့လိုမျိုးတွေရှင်းမကြည့်နောက်ကြည့်အဲမစင်းစားပဲဟိုစကားတွေကိုပြောလို့မရတော့ဘူးဆိုတော့လေ။အားကြောင့်အိုးရဲ့နှလုံးသားတစ်ခုလုံးကိုဟိုတိတ်ကြုံဆွဲဆွဲယူသွားနိုင်တာကဝတ္ထုတွေမှာဆိုရင် ညာလေးနဲ့ကလေးတာပေါ့နော်။အော်။စကားကြောင့်ပဲဖြစ်မှာ။ဟုတ်အာဒါမိုးရဲ့ဒီပြန်ပြီးတော့ပြည်သက်ရှိကိုရောက်လာတဲ့ကာမရောပြီးတော့ဒီမိုးရဲ့မီဒီယာရှိကိုပြန်ရောက်လာတဲ့အခိုက်အတန့်မှာရောအများကြီးချစ်ပေးခင်ပေးကြတဲ့မီဒီယာအကူအမတွေလည်းအရင်ကျေးဇူးတင်ပါတယ်ပြီးတော့ဟိုမိုးရဲ့စကားတွေညွှန်နေကြတဲ့ပြည်သက်အနေချင်းရှိမှာပေါ့နော်အဲ့ဒီရှိတဲ့ပြည်သက်ကိုလည်းအခု ဒီလိုမျိုးစကားကောင်းလေးနဲ့ဒီလိုဝတ္ထုကောင်းလေးနဲ့ပြည်သက်ရှိကိုပြန်ရောက်လာနိုင်လို့ပြန်ရောက်ပြီးခွင့်ရခဲ့တဲ့အတွက်အရန်လဲတောင်ရှိရဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်လို့ပြီးတော့ပြည်သက်တွေကိုလည်းအများကြီးချစ်ပြီးတော့အားပေးစီတင်ပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အခုလိုမျိုးလာလို့လည်းကျေးဇူးတင်ပါတယ်